ကဲကလေးတွေအများကြီးပဲဗျာနော်အဲ့တော့ဂေဇာဖောင်ဒေးရှင်းခံကိုပြဖို့ထားတဲ့နိုင်ငံတကာမိတ်ဆွေအားလုံးလူရှင်အားလုံးကိုကျေးဇူးတင်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးရနေပြန်လည်ပြီးကြိုဆိုလိုက်ပါရစေဒီကနေ့အတွက်ကျွန်တော်တို့အားလုံးအတွက်ပေါ့နော် BT ဖြစ်စီမဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေဒီရဲ့ဗီဒီယိုဖိုင်လေးကတော့ဘူကြီးဟောင်းနေမိုးစင်ရဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါရစေဆိုတော့ဒီထဲမှာပေါ့နော်ဘူကြီးဟောင်းနေမိုးစင်မြေပြင်မှာကိုတိုင်ကိုကြအသွားရောက်လူတန်းနဲ့ဗီဒီယိုဖိုင်လေးနဲ့တူဒီရဲ့ဗီဒီယိုဖိုင်လေးထဲမှာလည်းကျွန်တော်တို့စပေးရှောင်းပြည်သူများပေါ့နော်အထူးသဖြင့်ကလေးငယ်များက တချင်းဆိုပြီးတော့ကျွန်တော်ဖြောဖြေးပေးတဲ့ဗီဒီယိုဖိုင်လေးလည်းဖြစ်တယ်ဆိုတော့ကျွန်တော်ကြည့်ချူပြီးတဲ့နောက်လည်းပေါ့နော်တကယ်ပီတိရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့သူကြည့်လိုက်အောင်ပေါ့နော်ဆိုတော့ဥစွာဘုကျောင်းညမျိုးစုံလည်းခရစ်တပေးပါတယ်ဆိုတော့နောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့ကြည့်ပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ဘာတွေမြင်မိလဲဆိုတဲ့အရာလေးကိုသုံးသပ်လိုက်အောင်ပေါ့နော်ပြန်လဲထူထောင်ကောင်းကျိုးဆောင်

တော်လန်ဒီဆောင်ကောင်းကျိုးဆောင်အစီအစဉ်ဖြစ်နေကျွန်တော်စစ်ဆောင်စကန်းကြီးတစ်ခုပေါ့စစ်ဆောင်စကန်းကြီးတစ်ခုဆိုတဲ့နေရာမှာဒီကလေးလေးတွေအကုန်လုံးရဲ့အိမ်နေရာအခုရပိုင်းတော်တဲမှာပဲအာဖက်စစ်ချမ်းဖက်တန်းနေတဲ့ဒီဖို့ဆွေရောက်ပြန်လို့ဖွဲ့တွေကမရှိုပြည့်စည်လိုက်လို့ရွာလုံးကျွတ် မရှိတော့တဲ့အိမ်မဲ့သွားတဲ့အိမ်အမဲ့သွားတဲ့ကလေးဖြစ်ပါတယ်သူတို့တွေကဒီမှာဒီနေရာမှာကျွန်တော်တို့စုပြီးတော့ကလေးတွေကိုပညာသင်ကြားပေးတယ်ဆစ်ဆောင်ကမ့်ကြီးတွေနေရာချထားပြီးပြီးတော့ညီဆောင်ဆောင်ထားတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့လူတဲ့ဟာတော့ကျသိန်း200ကျော်ကိုလောက်ရှိပါတယ်စုပေါင်းလူတဲ့လူရှင်တွေကတော့မအေးဝင်းနဲ့တငယ်ချင်းများအမေရိကန်နိုင်ငံဒေါ်တင်နုနဲ့မိတ်ဆွေများဩစတြေးလျနိုင်ငံဩစတြေးလျဒေါ်လာ1500အဲနောက်ဒီဒေါက်တာဆွေလတ်နောက်တစ်ခါ မိတ်ဆွေပေါင်းစုံပေါ့အစုံပေါ့ဒါဆိုရင်ထိုင်းနိုင်ငံကဥပမာဆိုရင်ဒီမီတီတွေဆိုရှင်ထိုင်းနိုင်ငံကကိုမီလင်းဆိုးဒီပို့ထားတဲ့မီတီတွေပေါ့ထိုင်းနိုင်ငံကိုမီလင်းဆိုးเนาะဟုတ်ဂီတာဆိုလို့ရှင်ထိုင်းဒီထိုင်းကပဲဂီတာဒီကျွမ်းကျင်ပညာရှင်တယောက်ပေါ့ဂီတာတွေအာဒီဒီတီယောတွေပါတယ်ပေါ့เนาะဒါဒီဆိုလို့ရှင်ဒါဖူးခက်က ူကက်ကနေပြီးတော့ပေးပို့လိုက်တဲ့စားတောက်ကိုနေနဲ့ပစ္စည်းတွေဖြစ်တယ်ပေါ့ဖူကက်မျိုးဟာကိုနိုင်ရင်းနဲ့မိတ်ဆွေများဝီဒူပေါ့ဝီဒူဖူကက်ကပေးပို့ထားတဲ့မိတ်ဆွေတွေပေါ့ဒါလေးဆိုရန်ချစ်ဖို့ကောင်းတာလေဒါလေးတွေចောင်းသားចောင်းသူတွေပေးမယ်เนาะဒါလေးတွေကမီးသွင်းတဲ့ခါကျညာဘက်ကျရင်မီးခန်းလေးသွားရတယ်သူအရန်လာတယ်เนาะအဲညာဆိုအရန်လာတယ်เนาะဒီလိုမျိုးကအကုန်အကြောင်းဆုံးသွားထွက်တာအဲဒီเนาะနောက်ဒါဆိုလို့ရှိရင်ဖူကက်ကပို့လိုက်တဲ့ပါတီတော့ လေးဆိုလို့ရှိရင်ဒီဒီလေးတွေပေါ့ဒါဒါအလုံးမရတဲ့ဆက်တန်းចောင်းသားဆက်တန်းចောင်းမိတွေပဲပေးပေးမယ်နော်ဒါကဘာလို့ဆိုတော့အရင်သုံးတဲ့တယ်မိတီလက်အကြိုက်ခံတယ်ဒါမျိုးလေးဒါမိတီလေးတွေပါတယ်ပေါ့ဒါလေးဆိုတော့ဒါမိတီပွင့် you are ဒါဆိုရင်ဒါညာပဲနော်ဒါရှိတယ်။အဲဒါကြိုက်လက်ထွန်းခံတယ်။ဒီတစ်ခါသွင်းတာကြိုက်ခံတယ်။ မီနီလေးဆိုတညာလုံးထုံးလို့ရတယ်เนาะဒါမျိုးလေးမြည်ပြီးထက်ထန်းကြောင်းလေးတွေပေးမယ်ဒါကလေးတွေအတွက်သဗင်ညက်ဖို့သဗင်ညက်ဆက်ရမ်းကောင်းတယ်เนาะအဲသဗင်ညက်ဆက်เนาะအဲ့ဒီပါတယ်အဲ့ဒီထက်ထန်းကြောင်းလေးတွေပေးမယ်เนาะဒီဘလာဆာအုပ်တီနဲ့ကိုမဘူးတွေကတော့ចောင်းသားចောင်းတွေအားလုံးတက်ဖြစ်တယ်ဒါလေးဖူခက်ကဖူခက်ကကိုနိုင်လေးနဲ့ဒီ we do ဖူခက်ကပေးဖို့တဲ့ဝင်စားတွေဖြစ်တယ်အဲ့တော့ကလေးတွေလွယ်လေးတွေပေါ့ကျွန်တော်တို့ဝယ်ဝယ်ပြီးလာတာအာခေကို 3000လောက်ကြမယ်နော်ဘာမှငွေ3000 3000ခွဲလောက်ကြမယ်ဒါဆို2200ဘာ260ဆိုတော့ဒါလက်ရက်ပဲနော်ကိုတိုင်းသားတွေလက်ရက်ပြီးတော့လောက်ထားတဲ့ပဲကြီးတွေပေါ့ဒါလေးလေးပါလာအဲ့တော့ဘောလုံးကတော့လီထိုးကြမယ်ပေါ့လီထိုးရရှိလားရှိဘူးကြောက်တလေးပဇက်နေမဟုတ်ဟမ်ဘောလုံးလေးပါလေလုံးလေးလေးလုံးပဲပြထားတယ်စီးတဲ့ကန်နဲ့ကန်ကွဲသွားမှထပ်ဖို့ပြင်မလားကွဲအောင်တော့မကန်နဲ့နော်ဟုတ်ပါဘူးရှင့်နော်ဒါအခုဂီတာဂီတာဆရာပါမလားဂီတာ ဒါယူလာခဲ့အချင်းတဘောလာတီးမယ်ဒါကလေးတွေအတွက်အနုပညာတီးဖို့အနုပညာလေ့ကျင့်ဖို့အတွက်တရောပေါ့ဒီပညာသင်တန်းမှာသင်ကြားပေးဖို့အတွက်တရောယူဒီကားလေးယမဟာအစ်စ်ဝယ်ပေးထားတယ်ပေါ့ကဲတဘောလောက်တဘောလောက်တပိုက်လောက်တီးပြလိုက်ဆိုတော့ဒါဒါတက်တူဘာလဲဒီကိစ္စချိန်ပြတာချိန်တာဟုတ်ကြပြီဟုတ်ကဲ့ညနေပိုင်းညနေပိုင်း

ဖောင်ဒေးရှင်းခံကိုပေးပို့ထားတဲ့နိုင်ငံတကာမိတ်ဆွေအားလုံးလူရှင်အားလုံးကိုကျေးဇူးတင်တယ်။ထပ်မံပြီးတော့ကျွန်တော်တို့ဟာဒီဆင့်လောက်နဲ့ပြီးပါမဟုတ်ဘူး။ဒီကလေးတွေကိုပြည့်စုံပြည့်ထောင်ရင်ဒီဒေါ်လာကြီးကိုပြီးသက်ဆင်နွှဲနိုင်တဲ့အထိတခြားလိုအပ်တဲ့အုပ်ချုပ်ထောက်ပံ့မှုဒီပညာပိုင်းဆိုင်ရာပေါ့တိုက်ခိုက်ရေးစွမ်းမကားတွေကိုလည်းညှင့်တင်ဖို့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ဒါကလည်းနိုင်ငံအနာဂတ်ကိုဆက်လက်ပြုထောင်မဲ့ကလေးတွေပညာရေးထောက်ပံ့မှုဖြစ်တယ်။ ဒါတလို့ကျွန်တော်တို့ဒီဆိုင်တိုက်ခိုက်နေရတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ပြုတ်ပြုတ်ဖယ်ရှားနိုင်ရေးအတွက်တော်လိုင်းလုပ်ငန်းစဉ်တွေကိုလည်းပဲပြည်သူတရားလုံးနေတဲ့ဖြစ်ရှိမှာပုံမအယုံစိုက်ဖို့လိုပါလိမ့်မယ်။ဒါကြောင့်လည်းဒီရက်ပိုင်းကျင်းပမယ့်အာဆီယံဆမစ်ထိပ်ပြီးညီလာခံအပြီးမှာမြန်မာနိုင်ငံရဲ့ရွေးဟာအဲညံ့များညံ့ညံ့သွားကြရှိပါတယ်။အော်အစိုးရဘက်ကိုအားသာသွားဖို့တော့မရှိပါဘူး။အကောင်ဘက်ကိုအားသာဖို့ပဲရှိပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့တိုင်းပြည်ထူထောင်ရေးကိစ္စတွေဒီကလေးလေးတွေလို့ပိုးအိမ်မဲ့ဖြစ်သွားတဲ့ ရှစ်ဆောင်မိသားစုဒီကိုပြန်လဲအ мян ဆုံးနေရာချထူထောင်ရေးကိစ္စတွေနောက်တစ်ခါလမ်းမဆက်တွေ infrastructure အပါအဝင်ပေါ့အဲ့ဒါတွေအတွက်ကိုလည်းကျွန်တော်တို့နိုင်ငံတကာရောက်ပြည်သူနိုင်ငံတကာအစိုးရအဖွဲ့တွေနဲ့ဖြည့်သွင်းပြီးတော့ကျွန်တော်တို့မြန်မာပြည်တော်စုကြီးကိုအ мян ဆုံးအေးငြိမ်းသာယာဖွံ့ဖြိုးတိုးတက်ပြီးတော့ဒီကလေးလေးတွေမျှော်လင့်တဲ့ရင်းကြမ်းသောအနာဂတ်တွေပေါ်ပေါက်အောင်ကျွန်တော်ဆက်လက်ပြီးတော့အားတိုင်ဖို့ပဲကြိုးစားကြပါမယ်။တော်တော်ဒီမီဒီယာတင်ပြီးတော့အကောင်းဆုံးကြိုးစားကြပါမယ်ဟုတ်လား။ဟုတ်ပါပြီ။ဟုတ်ပြီ။ အဲ့တော့ဒါတို့ထက်တန်းကျောင်းသားကျောင်းသူတွေကိုလက်ဆောင်အရင်ဆုံးစပေးပြီးနော်ဟုတ်ကဲ့ပါဒါတော့ဘူကြီးအောင်နေမစင်ရဲ့ဗီဒီယိုပိုင်းလေးဖြစ်ပါတယ်ပြန်လဲတူတောင်းကောင်းကျိုးဆောင်ဆိုတဲ့အစီအစဉ်လေးကနေပြီးတော့မှကိုရင်ကိုကြပါနော်မြေပင်မှာသွားရောက်ပြီးတော့မှလူတန်းတဲ့ဗီဒီယိုပိုင်းလေးလေးဖြစ်ပါတယ်ဆောင်းမှာကျွန်တော်ပြောခဲ့သလိုပဲဗီဒီယိုလေးကိုကြည့်ပြီးတော့လဲကျွန်တော်တို့အားလုံးဗီဒီရစီမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဘူကြီးအောင်နေမျိုးကျွန်တော်လည်းအရင်ကိုလေးစားပါတယ်ဒီလိုမျိုးကိုရင်ကိုကြပါနော် ဒီရဲ့စစ်ချောင်းစခန်းကိုရောက်ဖို့ရေးဆိုတာကတနင်္လာနေ့နဲ့သွားမယ်ဆိုရင်ကျွန်တော်တို့ကတောင်ပေါ်တင်ရတယ်ဖြစ်တယ်။နောက်ကြတော့မိုးရင်းလည်းဖြစ်တယ်ဆိုတဲ့အတွက်ပေါ့နော်လမ်းဘက်ဆက်တွေကြီးကမကောင်းဘူးခက်ခဲတယ်အများကြီးကြားတယ်နေသွားရတယ်။ဒီလိုအခက်မတင်လို့ပေါ့နော်ဒီရဲ့လမ်းကျောမှာဒီရဲ့ခွေးတွေနဲ့ကြုံတွေ့လို့ရှိရင်ဒုက္ခတွေကရောက်အောင်မယ်အကြားတွေကနေလို့မရအောင်တွားပေးတယ်ဆိုတဲ့အတွက်ပုံမိုးပြီးတော့မှလေးစားပါတယ်။အဲဒါကြောင့်ပေါ့နော်ဘူဂျီအောင်နေမှုစဉ်လည်းတန်နိုင်တဲ့ဘက်ကနေလှုပ်နေရတာတွေ့တယ်။နောက်ကြတော့ပေါ့နော်ဘူဂျီအောင်နေမှုစဉ်ကကျွန်တော်တို့ဒီရဲ့ຫນွေဥတော်လိုင်းမရောက်ခင်ကတည်းကဒီရဲ့စစ်ခွေးရုံမှမှုတွေကိုအဆမပြတ် ချပြခဲ့တယ်ပေါ့နော်ကျွန်တော်ပြောမယ်ဆိုရင်တနည်းအားဖြင့်ဒီရဲ့အလင်းရောင်တွေပေးခဲ့တယ်အဲအတွက်လည်းကျွန်တော်တို့လေးစားခဲ့ပါတယ်နောက်ကြတော့အခုချိန်မှာဒီလိုမျိုးပိုးရုံးမှလုတ်ပြနေတယ်ဆိုတော့လည်းလုတ်နိုင်တယ်ဆိုတော့လည်းပိုးရုံးမှလေးစားရပါတယ်အဲကြောင့်ကျွန်တော်ညကမမြနေတယ်လေဒီလိုမျိုးလူဒန်းနဲ့လူဒန်းတွေထဲမှာကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေမှဝင်းရံလူဒန်းပေးကြပါလို့လည်းကျွန်တော်မျှတရက်ခံပါတယ်လူဒန်းပေးနေတဲ့မိဘပြည်သူများကိုလည်းအရင်ကလေးစားပါခင်ဗျာကျေးဇူးလည်းတင်ပါတယ် ျွန်တော်တို့ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတဲ့စိတ်တည်းလေးနဲ့သွားကြပါအဲ့လိုမျိုးကဆက်သွားမယ်ဆိုလို့ရှိရင်တေချာတယ်ကျွန်တော်တို့ရဲ့လိုချင်တဲ့အရာမကြခင်မှာရရှိမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီလိုလေးပဲဆက်သွားပြေးကြပါလို့လည်းကျွန်တော်မျက်နှာရိပ်ခံပါတယ်ဆိုတော့ဒီရဲ့ပုံလေးရတော့ပေါ့ဗျာနော်တကယ်လို့ဒီရဲ့လူတန်းလေးထဲမှာပါဝင်လူတန်းစင်တယ်လို့ဆိုလို့ရှိရင်ဒီမှာဆက်သွယ်ရမယ့်အရာလေးပေါ့နော်ဆဲ USA တို့ပြီးရရင် NGP တို့နောက်ကြတော့နောက်ဆုံးမှာဒီမှာ email ရှိတာပေါ့နော် ီးမေးလ်ကနေတစင်းဆက်သွယ်လို့လည်းရတယ်နောက်ကြောဒီမှာဖုန်းနံပါတ်လည်းချပြတာလည်းဒါတော့ထိုင်းဖုန်းနံပါတ်ပေါ့နော်ထိုင်းဖုန်းနံပါတ်လည်းဆက်သွယ်လို့ရတယ်ဆိုတော့အီးမေးလ်လည်းဆက်သွယ်ရတာပေါ့နော်တကယ်လို့ဆက်သွယ်ရပြီဆိုတာလည်း damage ဖုန်းမခေါ်ပါနဲ့ဗျာနော်ဗီဒီယိုခေါ်လေးခေါ်တေချာအောင်လို့ပေါ့နော်တကယ်တေချာအောင်လို့ဗီဒီယိုခေါ်လေးခေါ်ပြီးမှပါဝင်လူတိုင်းပေးကြပါလို့လည်းကျွန်တော်မေတ္တာရက်ခံပါတယ်ဆိုတော့ဗီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲဗျာနော်ကျွန်တော်တို့ clay တွေလူငယ်တွေကဘယ်လိုတော်လဲအတီးရအစအဆိုးရအဆုံးကျွန်တော်တို့ရဲ့အတိုင်းပြည်ရဲ့အနာဂတ်တော့ပေါ့နော်လူကောင်းတွေ ပြောမယ်ဆိုရှင်လူငယ်တွေအများကြီးရှိပါတယ်အဲဒါကြောင့်ဒီရဲ့လူငယ်တွေရတာလည်းတော့တစ်ချိန်မှာကျွန်တော်တို့တိုင်းပြည်ကိုအုပ်ချုပ်အောင်ဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ပြုစုပြူထောင်တဲ့နေရာမှာလဲပေါ့နော်ကိုရဲ့တာသမီအရင်ချာမဟုတ်ဘူးဆိုပေမဲ့လည်းကျွန်တော်တို့ကလူသားဆန်တဲ့စိတ်ကလေးမွေးတော့မှလူတန်းပေးမယ်ဆိုလို့ရှိရင်တေချာပါတယ်ကျွန်တော်တို့ပေးရမှာဆိုကြော်ဖြတ်ပြင်နိုင်မှာဖြစ်ပါတယ်နော်အဲဒါကြောင့်ပအဝင်လူတန်းပေးကြပါလို့လည်းကျွန်တော်မိသားရက်ခံပါတယ်ဆိုတော့ကျွန်တော် ဘူဂျီအောင်နေမျိုးစီကိုလည်း credit ပေးပါခင်ဗျာဒါဆိုရင်ကျွန်တော်အများမပြောတော့ဘဲနဲ့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်ပါတယ်ဆုံးနေလိုက်ပါချစ်ချူပေးတဲ့ညီကောင်မတို့ရောက်ချင်းစင်ဆိုင်နဲ့သူပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ